Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီ and fight ခန်းကြီးလေးတွေကိုလေ့လာနေကြတာအခုဆိုလို့ရှင်အပိုင်း ship ရောက်သွားပြီဖြစ်ပါတယ်အဲ့တော့တပိုင်းတပိုင်းကအရင်မများဘူးပေါ့နော်တပိုင်းကိုကျွန်တော်တို့က10လုံးလောက်ပဲလေ့လာတာပေါ့နော်အရှင်မှာအပိုင်း9ပိုင်းပြီးသွားပြီဒီတစ်ခေါက်ကအပိုင်း ship ဖြစ်ပါတယ်အဲ့တော့ ပုံမှန်ပြောနေကြအတိုင်းပဲခန်းကြီးမလေးလာခင်မှာဘောကပ်ပလေးတွေရထားလို့ရှင်ခန်းကြီးရေးတဲ့အခါကျရင်ပို့ပြီးတော့လွယ်တယ်ပေါ့နော်အဲ့တော့စလုံးတွေမလေးလာခင်ကျွန်တော်အရင်ဆုံးဘောကပ်ပလေးတွေချက်ပေးဖို့လိုအပ်မယ်ပေါ့နော်ဒီမှာဘောကပ်ပလေးကျွန်တော်ဆယ်လုံးရေးထားတယ်ဒီနေ့ရေးထားတာကဒီ adjective စကားလုံးလေးပေါ့နော်ဒေါ်နဲ့ဆုံးတဲ့စကားလုံးလေးဖြစ်ပါတယ် oki ကြီးတော့ချီးဆိုင်တင်းငယ်တော့တကိုက်ဈေးကြီးတော့မြင့်တော့ရာစုဈေးတက်တာတော့အတရာရှိတက်လွင်တော့ဖူဒူဟောင်းတော့နာဂိုက်ရှိတော့အိုးဤ များတော့စကူနိုင်းနေတော့ဟာယာမြန်တော့ဆိုရဲအတတလေး10လုံးရှိတယ်အဲ့တော့ဒီ10လုံးကိုအလွတ်ရအောင်အရင်ဆုံးကြက်ပေးပါနော်အဲ့တော့ကျွန်တော်မှဒီလိုမျိုးပေါ့နော်အေး EAT စကလုံးနေ ကိုတီးတန့်ရိုက်ပေးထားတဲ့ဗီဒီယိုလေးရှိတယ်အဲ့တော့ဘောကပ်တဲ့အများကြီးသူများရဲ့ထဲရခြင်းတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးထပ်ခါတက်ခါနားထောင်လို့ရှိရင် e-edit တွေပို့ပြီးတော့အဲရသွားလိမ့်မယ်ပေါ့နော်အခုမှ and five ပဲရှိသေးတာဆိုတော့ e-edit ဆိုတော့ဘာကြီးလဲဆိုပြီးတော့အဲ့လိုမျိုး grammar နဲ့ပတ်သက်ပြီးတော့သိချင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော် and five grammar ဗီဒီယိုလေးလည်းရှိရဖြစ်တဲ့အတွက်အဓိကဘာလောက်ရမှာလဲဆိုတော့အဓိကစကြံမှာပေါ့နော်အဲ့တော့ဒီဆယ်လုံးကိုရသွားပြီလို့ယူဆလိုက်မယ်အဲ့တော့ကျွန်တော်ဒီနေ့စပြီးတော့ခန်းကြီးလေးတွေရေးကြည့်အောင်ပေါ့နော်အဲ့တော့ထုံးစံတိုင်းမှာဒီမဘောကပ်လေးရှိရဘောကပ်လေးကျွန်တော်ကခန်းကြီးလေးနဲ့အစားထို ုံးပါပေါ့เนาะအဲ့တော့ ఓకి ជីတော်ဆိုတဲ့စကလုံးလေးကိုအရင်ဆုံးရေးကြည့်အောင်ជីတော်ဆိုတဲ့ခန်းကြီးလေးကိုကိုစားပြုတဲ့စကလုံးလေးရကြတော့သူကဒီလိုမျိုးတချောင်းလေးအရင်ဆွဲမယ်ပြီးလို့ရှိရင်အထက်မှာလူလေးထည့်လိုက်မယ်ပေါ့เนาะကျွန်တော်တို့ဒါလေးကဟိတလူကိုကိုစားပြုတဲ့စကလုံးလေးဖြစ်ပါတယ်အဲ့တော့တခါရဲမှတ်မိသွားအောင်ဒီမှာရေးလိုက်မယ်ပေါ့เนาะဒီမှာထပ်ပြီးတော့တခါရဲရေးလိုက်မယ်ဟီတိုဟီတိုဆိုတာကလူပေါ့နော်လူဆိုလို့ရှိရင်ခန်းကြီးစကားလုံးလေးကဒီလိုလေးရေးတယ်တစ်ချက်နှစ်ချက်ပဲဆွဲတာပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်က တက်အလဲမှာအချောင်းလေးတစ်ချောင်းအရင်ဆွဲပြီးတော့လူလေးဆွဲချလိုက်လို့ရှိရင်သူကโอเคကြီးတော့ဆိုတဲ့စကားလုံးလေးဖြစ်သွားပါတယ်။ โอคีจีတော့โอโอကနှလုံးเนาะโอကနှလုံးဖြစ်ပါတယ်โอคีจีတော့အဲ့တော့စကားလုံးလေးရေးတဲ့အခါမှာဒီဘေးကနေပြီးတော့ပေါ့เนาะတချို့စကားလုံးလေးတွေကိုထွက်ပေးရတယ်ဒါအမြဲတမ်းကျွန်တော်ဥပမာပြောနေကြစကားလုံးလိုမျိုးအာဥပမာပေါ့เนาะโอคาเน่ဆိုလို့ရှင်ပတ်စံကိုပြောတာအဲ့တော့ဒီအရှိမပတ်စံโอคาเน่ဆိုပြီးတော့ဖြစ်ဖို့အတွက်အရှိမဟိုအိုဆွဲစကားလုံးလေးကိုထည့်ပေးရတယ်ဘာလို့လဲဆိုတော့ဒီခန်းကြီးစကားလုံးလေးကသာခါနေဆိုတဲ့ဥစ္စာလေးကိုပဲကိုစားပြုနိုင်တာဖြစ်တဲ့အတွက်โอคาเน่ဖြစ်ဖို့အတွက်โอထည့်ပေးရတယ်ပေါ့เนาะအဲ့တော့โอคีဆိုပြီးတော့ဖြစ်သွားဖို့အတွက်ကအနာ ောက်မှာဒီလိုမျိုးနောက်ကခီးထွက်တယ်ဆိုတဲ့ဥစ္စာလေးကိုလည်းမှတ်ထားပေးပါနောက်တစ်ခုခြီးဆိုင်ဆိုတဲ့စကားလုံးလေးခြီးဆိုင်ဆိုတဲ့စကားလုံးလေးကဘလို့ရေးလဲဆိုတော့တော့အရင်ဆုံးအလေးမှာအချောင်းလေးဆွဲမယ်ပြီးတော့အောက်ကကွေးလေးဆွဲလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ဟိုဘက်တစ်ချက်ဒီဘက်တစ်ချက်ဆွဲလိုက်တယ်ပြီးတော့အနောက်မှာစာရေးဆိုပြီးတော့ထွက်တယ်ပေါ့နော်ချီဆိုင်ဆိုတာကတင်းငယ်တော့ဆိုတဲ့စကားလုံးလေးဖြစ်သွားပါတယ်အဲ့တော့ okay ချီဆိုင်ဆိုတဲ့ခန်းကြီးစကားလုံးလေးတော့မှတ်ထားပေးပါနောက်တစ်ခု တကိုင်းဆိုတဲ့စကားလုံးလေးရှိတယ်။တကိုင်းတကိုင်းရဲ့တော့အသေးပဲနှစ်ခုရှိတယ်ပေါ့နော်။ဈေးကြီးသောအနေနဲ့လည်းဖြစ်နိုင်တယ်၊မြင့်သောအနေနဲ့လည်းဖြစ်နိုင်တယ်။ဥပမာအရက်တွေပါတယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဆဲကတကိုင်းဆဲဆိုတာကအရက်ကိုပြောတာ။ဆဲကတကိုင်းဆိုလို့ရှိရင်အရက်ကမြင့်တယ်လို့ပဲပြောမှာပေါ့နော်။ဆဲဆိုတာကကျွန်တော်တို့ HCIGHD height ကိုပြောတာပေါ့နော်။အဲ့တော့ဒီအရက်ဆိုရဲဖြစ်တဲ့အတွက် အရက်ကဈေးကြီးတယ်ဆိုပြီးတော့မဖြစ်နိုင်ဘူးလေနော်လူရဲ့အရက်ကိုပြောရအဲ့တော့အဲသူ့နေရာပေါ်မှာမူတည်ပြီးတော့ဘာသာပြန်တာလေးကပြောင်းသွားပြီပေါ့နော်ဒါပေမဲ့ခန်းကြီးကတော့တူတူပဲဖြစ်ပါတယ်တာကိုက်တာကိုက်တာကိုက်ခန်းကြီးလည်းနည်းနည်းလေး and fight အနေနဲ့ဆိုရေးရခတ်မလားမသိတူတူရေးကြည့်အောင်အပေါ်မှာအရင်ဆုံးတစ်ချက်ဆွဲမယ်တင်းနေပြီးအထဲမှာလေးခုချီပြပြသေးသေးလေးထည့်မယ်ခုချီပြပြသေးသေးလေးထည့်မယ်ပြီးလို့ရှိအောင်မှာ box လေးဆွဲမယ်တင်း နောက်ပြီးလို့ရှိရင်အထက်မှာခုချီလေးနောက်တစ်တလုံးဆက်မယ်စုစုပေါင်းသူက stroke က10ချက်ရှိရမယ်တူတူဆွဲကြည့်မယ်နော်10 4 5 6 9 10စုစုပေါင်း stroke က10ချက်ရှိတယ်အနောက်ကဤထွက်ပေးရမယ်ဒါကဤဈေးကြီးတော့မြင့်တော့ဆိုရခန်းကြီးစကလုံးလေးဖြစ်ပါတယ်နောက်တစ်ခုရာစုဤရာစုဤဆိုတာကဈေးတက်တာတော့ဆိုစကားလုံးလေးအဲ့တော့ရာစုဤဆိုတဲ့စကားလုံးလေးမှာ သွားလေးအထဲမှာခန်းကြီးလေးတစ်ခုရှိနေရပေါ့နော်အဲ့ဒါလေးကိုတိပ်ပြီးသားဆိုလို့ရှင်တော့ကိစ္စမရှိဘူးမတိသေးဘူးဆိုလို့ရှင်တော့မြေတားလက်ဆောင်လေးနဲ့မှတ်ပေးပါအောင်နော်ဒါလေးက onna ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ် onna onna ကိုမှတ်တဲ့အခါကျရင်လေခုနော ichi ဆိုပြီးတော့မှတ်ထားပေးပါခတခနာရဲ့ခုအဲကွန်မန်ဒါဆိုင်ဟီရာကနာရဲ့ခုပြီးလို့ရှင်ခတခနာရဲ့နော်ခန်းကြီးရဲ့ ichi ခုနော် ichi ဟီရာကနာရဲ့ခုခကီကုခေခိုရဲ့ခု ပြီးလို့ရှင်ခတာခနာရဲ့နော်ပြီးလို့ရှင်ခန်းကြီးရဲ့အချီခုနော်အချီဆိုပြီးအစင်လိုက်လေးဆိုပြီးနော်သူကအွန်နာအွန်နာအွန်နာဆိုတာကမိန်ကလေးကိုပြောတာဖြစ်ပါတယ်အွန်နာအမျိုးသမီးပေါ့နော် girl ပေါ့မိန်ကလေးကိုပြောတာပြီးဒီအပွားဟာလေးကကြတော့သူလူဆွဲစကလုံးလေးပေါ့နော်အဲ့တော့ okay အဲ့တော့ယာစုဤဆွဲစကလုံးလေးကဒီမှာအမိုးအောက်ကမိန်ကလေးတွေကဈေးသက်တာတယ်ဆိုပြီးတော့မှတ်ထားလို့ရအမိုးလေးအရင်ဆွဲမယ်ပြီးလို့ရှင်အောက်မှာခုနော်အချီလေးထည့်လိုက်လို့ရှင်ဒါ ောက်ကဤထွက်လို့ရှင်ရာစုဤဈေးပေါ်တော်ဆိုစကားလုံးလေးဖြစ်သွားမယ်အဲ့တော့မခတ်ဘူးเนาะမခတ်ဘူးလွယ်ပါတယ်အိုခီချီဆိုင်တကိုင်းရာစုဤဆိုပြီးတော့ရှိတယ်အတာလာရှိဆွဲခန်းကြီးစကားလုံးလေးကိုရေးကြည့်အောင်အတာလာရှိ new ပေါ့เนาะ english လို့ဆိုရင် new တက်လွင်တော်ဆိုစကားလုံးလေးဖြစ်ပါတယ်အတာလာရှိ သူကနည်းနည်းလေးခက်မလားမသိဘူးသူသူစူးစမ်းပြီးရေးကြည့်ရမယ်နော်အဲ့တော့ခန်းကြီးတံမြပိုင်းရေးပါများလို့ရှင်ဘယ်ကနေစဆွဲမလဲဆိုတာလဲအော်တိုတည်ရယ်ဘလို့ရေးရမလဲဆိုတာလဲအော်တိုတည်ရယ်ပေါ့နော်အဲ့တော့ N5 ဖြစ်တဲ့အတွက်မြများလေးခြားရေးဘူးအတွက်ကတော့အဓိကကြာမယ်ပေါ့နော်အဲ့တော့အရင်ဆုံးပုံမှာတစ်ချက်ဆွဲမယ်ပြီးရင်ကျွန်တော်တစ်ချက်နောက်ထပ်တစ်ချက်ဆွဲမယ်ပြီးရင်တစ်ချက်လာမယ်နှစ်ချက်လာမယ်တော့ပြီးအောက်မှာတစ်ပင်လေးဆွဲမယ်1 2 3လေ ြီးဒီဘက်ပေးရဟာလီကဘယ်လိုဆွဲလဲဆိုတော့အပွားဟာလီကတစ်ချက်အရင်ဆွဲမယ်ပြီးအောက်ကိုကူကွေးလေးနောက်တစ်ချက်ဆွဲမယ်ပြီးရင်တစ်ချက်ဆွဲမယ်တန်တန်လေးဆွဲချမယ်ပေါ့နော်သူကစုစုပေါင်း stroke က73ချက်ရှိရမယ်နော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 ဆက်တော့နောက်ကရှိထွက်တဲ့အတရာရှိတက်လွင်တော်ဆိုတဲ့ခန်းကြီးစကားလုံးလေးဖြစ်ပါတယ်။မြမြလေးချာရင်နော်။တက်လွင်တော်ဆိုတဲ့စကားလုံးလေးဖြစ်တယ်။နောက်တစ်ခုဖူဒူအီဆိုတဲ့စကားလုံးလေးကိုရေးမှာဖြစ်ပါတယ်။ဖူဒူဖူဒူရရလွယ်မယ်ထင်တယ်။အပေါ်မှာ30ကိုရင်ဆွဲမယ်ပြီးလို့ရှိရင်အောက်ကနေပြီးတော့ခုချီလေးဆွဲပြီးလိုက်မယ်။နောက်ကဤထွက်လို့ရှိရင်ဖူဒူအီဟောင်းနန်တော်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်နော်။ဖူဒူအီအဲ့တော့အတရာရှိဖူဒူအီဆိုတဲ့စကားလုံးလေးရှိတယ်။နောက်ထပ်ခန်းကြီးလေးစကားလုံးကကြတော့နာဂအီရှေတော်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။ ရှေ့တော့ဆိုစကားလုံးလေးဘယ်လိုရေးမလဲဆိုတော့တူတူရေးကြအောင်နော်သူကစုစုပေါင်း stroke က၈ချက်ရှိမယ်တချောင်းရင်ဆွဲမယ်တဲ့နဲ့ပြီးအလင်မှာနှစ်ချောင်းထည့်မယ်ပြီးနောက်ထပ်ရှေ့ရှေ့လေးတချောင်းထည့်လိုက်မယ်ဒီလိုမျိုးလေးဖြစ်သွားမယ်တော်တော်ရှိတယ်နော်နာဂါကြီးဆိုတော့ပြီးအောက်မှာတဲ့ပြီးအပွားတစ်ချက်ဆွဲပြီးတော့ဒီလိုလေးဆွဲမယ်စုစုပေါင်း stroke က၈ချက်ရှိရမယ်တဲ့နဲ့၃၄၅၆ ခုနှစ်ရှစ်ရှစ်ချက်ရှိတယ်เนาะနောက်ကအီထွက်လို့ရှင်နာဂိုက်ရှေတော်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။အိုးဤကလွယ်တယ်။အိုးအိုးဤများတော်ဆိုတဲ့စကားလုံးလေးဖြစ်တယ်။သူခါတခဏရဲ့တလေးနှစ်ခုကို ဆက်ထားတာပေါ့နော်ဒါလေးတစ်လုံးဆွဲမယ်ပြီးလို့ရှိရင်ခတာခဏရဲ့နောက်ထပ်ဒါလေးတစ်ခုဆွဲမယ်ပေါ့နော်နောက်ကအီထွက်လို့ရှိရင် OE များတော့ဆွဲစကားလုံးလေးဖြစ်ပါတယ်စုခုနိုင်နဲတော့ဆွဲစကားလုံးလေးဖြစ်တယ်ပေါ့နော်စုခုနိုင်စုခုနိုင်လေးရကြဘလို့ရေးမလဲဆိုတော့ကျွန်တော်အပေါ်မှာဒီချီဆိုင်လေးရေးခဲ့တယ်ဟုတ်အဲ့ချီဆိုင်လေးအောက်ကနေတစ်ချက်ပိတ်လိုက်ရုံပဲအဲ့တော့သူကစုစုပေါင်း stroke က၄ချက်ရှိမယ်အလေတစ်ချောင်းဆွဲမယ်၁၂ သုံးနောက်မှစာရေးထွက်လို့ရှင်ချီဆိုင်ဖြစ်သွားမယ်ဒါပေမဲ့အောက်ကနေတစ်ချက်ဆွဲပြီးတော့နိုင်ထွက်လို့ရှင်စုခုနိုင်နေတော့ဆိုရယ်ခန်းကြီးစကားလုံးလေးဖြစ်သွားပါတယ်အဲ့နှစ်ခုမလွဲရောက်သေးချာလေးချက်ပြီနော်အဲ့ဒါလေးရှိမယ်နောက်ထပ်တစ်ခု higher e ဆိုရယ်စကားလုံးလေး higher e ဆိုတာကမြန်တော့ဆိုရယ်စကားလုံးလေးဖြစ်ပါတယ်မြန်တော့စောတော့မနှက်ခင်းနေပါလေဆိုလို့ရှင်စောတော့ပေါ့နော်အဲမြန်တော့လို့ပါလို့လေးရတယ်အချိန်နေပါလေမြန်တာဆိုရင်လေးရတယ်အဲ့တော့အရင်ဆုံးစောတာဖြစ်တဲ့အတွက် နေလေးပေါ့နော်ဆော်ဆော်လေးမနက်ခင်းမရှိအောင်မယ်ဆိုတော့နေလေးဆွဲမယ်ပြီးလို့ရှိရင်10နာရီလောက်ပေါ့နော်10လေးဆွဲလိုက်အဲ့တော့ဒါလေးက higher e မြန်တော့ဆိုရခန်းကြီးစကလုံးလေးဖြစ်ပါတယ်ဖူရူ ਈ နဲ့ higher e နဲ့မလွဲစင်းနဲ့နော်အပေါ်နဲ့အောက်နဲ့လည်းမတူဘူးနေနဲ့ခုချိနဲ့လည်းပါးစပ်နဲ့နေနဲ့လည်းမတူဘူးဆိုတော့အဲ့ဒါလေးတတိထားပြီးတော့ချက်ပေးပါအဲ့တော့ ဒါလေးပဲဒါလေးကိုအရင်မှတ်ထားပြီကျွန်တော်ကခန်းကြီးစကားလုံးတွေပြောတဲ့အခါကျရင်တခြားဘော့ကပ်တွေနဲ့အများကြီးတွဲပြီးတော့မပြောသေးဘူးပေါ့နော်ဒီဆယ်လုံးကိုဆယ်လုံးတီးတန့်အဲ့လိုမျိုးလေးမှတ်မှတ်မိစေချင်တယ်ပေါ့နော်အဲ့တော့ဒီမှာအိုခီကြီးတော့ချီဆိုင်တင်းငယ်တော့ဒါကိုင်းစီကြီးတော့မြင့်တော့ ရာစုဇေတတာသောအတရာရှိတလွင်သောဖူရီဟောင်းသောနာဂိုင်းရှိသောအိုဤများသောစုခုနိုင်နေသောဟာယာဤမြန်ဆန်သောဆိုရစောသောဆိုရလူမျိုးခဲအဲအဂျစ်တလီဆဲလုံးရှိတယ်ခန်းကြီးစကလုံးလေးလည်းရှိတယ်ပေါ့နော်ဒါလေးတွေကိုအဲလုံးတွဲလေးတွေအရင်ကြက်ထားပေးပါအဲ့တော့အဲနည်းနည်းလေးပေါ့နော်ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဟိုးအရင်တည်းကတည်ထားခဲ့တဲ့အတိုင်းအရှိပိုင်းနေမှာလည်းပြောခဲ့တဲ့အတိုင်းပေါ့ခန်းကြီးစကလုံးလေးတွေမှာကသူကအတန်ကအဲစလုံးလေးတွေ ਆ ပေါ့နော် ဟိုသူ့ဟာသူနေတဲ့အတန်သူများနဲ့ပေါင်းတဲ့အတန်ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့တော့သူ့ဟာသူနေတဲ့အတန်ကိုကျွန်တော်ကခွန်းယော်မီဆိုပြီးတော့ခေါ်တယ်ခွန်းယော်မီဘာကြီးလဲဆိုတာမသိသေးလဲကိစ္စမရှိဘူးကိုပါကိုနေတဲ့အတန်ပေါ့နော်သူများနဲ့သူပေါင်းလို့ရှိရင်ဘယ်လိုပေါင်းလဲဆိုတော့အုံးယော်မီဆိုပြီးတော့ခေါ်တယ်အုံးယော်မီကကြာတာသူများနဲ့သူပေါင်းတဲ့အတန်ပေါ့နော်အဲ့ဒါကိုမြင်တာထင်တာပြောရမယ်ဆိုလို့ရှိရင်ဒါဟီတိုဟီတိုဆိုတာကလူကိုပြောတာဒါပေမဲ့ကျွန်တော်တို့ကနီဟွန်းနဲ့ဒီလိုမျိုးလေးပေါ့နော်နီဟွန်းနဲ့အနောက်မှာဟီတိုဆိုလို့ရှိရင်နီဟွန်း နီဟွန်ဟီတိုဆိုပြီးတော့မဖတ်တော့ဘဲနဲ့ဘယ်လိုဖတ်သွားလဲဆိုတော့နီဟွန်ချင်းဂျပန်လူမျိုးဆိုပြီးတော့ဖတ်သွားရပေါ့เนาะအဲ့တော့ဒီဟီတိုဆိုတာကခွန်းယော်မီဖြစ်ပြီးတော့ဒီဂျင်းဆိုတာကအွန်ယော်မီဖြစ်တယ်ပေါ့เนาะသူများနဲ့တော့ပေါ့ရင်တော့အတန်ပြောင်းသွားတာမျိုးအဲ့တော့အဲ့ဒါလေးပဲဒီလားအဲ့ဒါလေးကလုံးဝမခတ်ပါဘူးအဲ့တော့အဲ့ဒါလေးရှိတယ်ဆိုတဲ့ဥစ္စာလေးကိုမှတ်ထားပေးပေါ့เนาะအဲ့တော့ဒီနေ့ကအပေါ်မှာ10လုံးရှိတယ်မြစ်တာလက်ဆောင်လေးတစ်ခုပေးလိုက်လို့ရလားအဲ့တော့ဒီနေ့ကျွန်တော်တို့ကအတာရာရှိတစ်လွင်တော့ဆိုတဲ့စကားလုံးလေးကိုသင်ခဲ့တာပေါ့เนาะအတာရာရှိတစ်လွင်တော့ဆိုတဲ့စကားလုံးလေးကိုသင်ခဲ့တာပြီးကျွန်တော်ဟိုးရှိတော့ကတိ ထားခဲ့တဲ့ဒီလိုမျိုးတူရှိဆိုတဲ့စကားလုံးလေးရှိမယ်တူရှိတူရှိဆိုတာကဒါလေးကနှစ်ကိုပြောတာပေါ့เนาะနှစ်ရီယာပေါ့อืมရီယာပဲနှစ်ညာနှစ်ဆိုတဲ့အားလေးကိုတူရှိဆိုတာကနှစ်ဆိုတဲ့စကားလုံးလေးအဲ့တော့အဲ့နှစ်ခုပေါင်းပြီးတော့ဒီမှာပေါ့เนาะ ာတာရာရှိနဲ့သူရှိနဲ့ပေါင်းပြီးရေးလိုက်လို့ရှင်တော့အတန်လေးကဘယ်လိုဖတ်ပေးရမလဲဆိုအဲ့ခန်းကြီးစကလုံးလေးနှစ်ခုမြင်လို့ရှင်ရှင်းနန်းဆိုပြီးတော့ဖတ်ပေးရမယ် New Year နှစ်သစ်ဆိုပြီးတော့ဖြစ်သွားတယ်အဲ့တော့ရှင်းနန်းရှင်းနန်းဆိုတာကနှစ်သစ်ဆိုတဲ့စကလုံးလေးဖြစ်ပါတယ်ခန်းကြီးကကြတော့အတာရာရှိလေးရဲ့ဒီဘွားတူရှိလေးရဲ့ပေါင်းပြီးရေးရတယ်ပေါ့နော်ဒါလေးကဒီနေ့မေတ္တာလက်ဆောင်ဒီဗီဒီယိုမှာမေတ္တာလက်ဆောင်ပေးရပေါ့ကပ်လေးဖြစ်ပါတယ်အဲ့တော့အတာရာရှိလေးရဲ့တူရှိလေးရဲ့ပေါင်းပြီးရေးရှင်းနန်း New Year နှစ်သစ်ဆိုပြီးတော့တုံးပါတယ်အဲ့တော့ဒီဘွားကပ်လေးတစ်လုံး မှတ်ထားပေးပါအများကြီးဟိုလိုဘာတွေဆက်ဖြစ်မှာလဲဆိုရဲဥစ္စာမျိုးမတွေ့ဘဲနဲ့ဩဒါဒါဆိုလို့ရှိရင်အဲ့လိုမျိုးလေးအော်တိုမှတ်ခဲ့ပေးပေါ့နော်နောက်ပိုင်းကြာလို့ရှိရင်နောက်နောက်ထပ်နောက်ထပ်အပိုင်းနေကြလို့ရှိရင်အဖြေတွေကဖြည်းဖြည်းနဲ့ပေါ်ပေါ်လာလိမ့်မယ်ဒါတွေကဘာကြောင့်ကြက်ရတာလဲဆိုရဲဥစ္စာမျိုးအဖြေပေါ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဒါလေးမှတ်ထားပေးပါပေါက်ကပ်လေး၁၀လုံးအဲခန်းကြီးလေး၁၀လုံးဖြစ်ပါတယ်မြေတားလက်ဆောင်တစ်လုံးပေါ့နော်อืมโอเคအဲ့တော့ဒါအပိုင်း၈ပေါ့နော်အပိုင်း၉မှာပြန်တွေ့ပါမယ်။ဆုံးတိကြည့်ပြတဲ့ကျေးဇူးများကြီးတင်ပါတယ်။ကြည့်ပြင်လည်းပြောပေးခဲ့အောင်နော်ကွန်မန့်လေးမျှော်နေပါတယ်။